အမော်ရီကိုခွင့်ပေးဦးမယ့်ယူနိုက်တက်မန်ချာနိုက်တက်အသင်းအပိုင်ရှင်စာဂျီရက်ကလင်းရဲ့ထုတ်ပေါ်ပြောဆိုချက်ဟာတင်းနီပြည်သက်တွေအတွက်ကြားကျင်တဲ့သတင်းလားမကြားကျင်တဲ့သတင်းလားဆိုတာမဆုံးဖြတ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်စေခဲ့ပါတယ်။ရက်ကလစ်ကလည်းရှေ့နေပြရိုမင်အမော်ရီကိုနှစ်ရှည်လာမြအချိန်ပေးသွားဖို့ရှိကြောင်းဒီလင်းပြောဆိုလိုက်ပြီးကလေးသမီးသားစုပတ်ကဖိအားပေးလာရင်တော့နီပြကိုထုတ်ပယ်သွားမှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒီနိုက်တက်ပြည်သက်တွေဟာနီပြအမော်ရီကိုတင်းကနေထုတ်ပယ်စေလို့တဲ့ဆန္ဒပြင်းပြနေကြတာကဘာတိတဲ့ကိစ္စဖြစ်ပေမယ့်ရက်ကလစ်ကတော့စိတ်ရှည်သီးခံဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ တို့အတမိုင်းဝင်နေပြအကြည့်နေဖြစ်တဲ့ Sir Alex Ferguson နဲ့ Arsenal နေပြ Mikel Arteta ရဲ့ဥမာတွေကိုယူပြီးတော့ဖြေရှင်းချက်ပေးခဲ့ပါတယ်။ Red Click က Sir Alex Ferguson တို့ကလည်း United နေပြပေါ်မှာပထမဆုံးနှစ်နှစ်အတွင်းမှာသူ့ကိုထုတ်ပယ်ဖို့ပြောခဲ့ကြတာတွေအများကြီးရှိရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ Sir Alex ဆာ Manchester အတွက်ရောဘောလုံးလောကအတွက်ပါကနဝေနေပြအကြည့်တယောက်ဖြစ်လာခဲ့ပါတယ်။ Arsenal မှာဆိုရင်လည်းထုတ်တူပါပဲ Mikel Arteta ရဲ့ပထမဆုံးနှစ်နှစ်ကိုကြည့်လိုက်ပါ ူကအားလုံးကထုတ်ချင်ကြပါရင်အမရင်းရဲ့လက်ရှိအခြေအနေနဲ့ကြွားချတာမရှိပါဘူးလို့ပြောကြားခဲ့ပါရင်ထို့ကြောင့်နိပြအတူအပေါ်စိတ်ရှိပေးဖို့လိုအပ်ကြောင်းသူကအခိုင်အမာဆိုခဲ့ပါရင်ရက်ကလီရဲ့ပြောကြားချက်အရအမရင်းကနိပြကောင်တူဆိုတာတည်တည်ပြဖို့အတွက်၃နှစ်လောက်အချိန်ရရှိမှာဖြစ်ပါရင်လက်ရှိမှာအမရင်းက United ကိုကိုင်နေလာတာတနည်းသာရှိနေပေမယ့်အသင်းရဲ့ကစားကွက်ကလည်းတိုးတက်မှုရှိပဲဒုံရင်းအခြေအနေမှာသာရှိနေကရတဲ့အပိုင်းမှာလည်းခွဲဆွဲနေရတယ်လို့ပြည်သက်တွေကဝေဖန်နေကြတော့ပါရက်ကလေးကကျွန်တော်အနေနဲ့အခုရင်းတူအခုရင်းချီတောင်းလို့ရမှာမဟုတ်ပါဘူးဆိုပြီးတော့အဆိုပါအဖြစ်ရှင်းချက်ကိုနေကုန်းချုပ်ပြောဆိုခဲ့ပါတယ် ပိစိဝင်စားဖို့ကောင်းတာက United အသင်းကြီးကတည်းကနီးပြကိုထုတ်ပေးဖို့စိတ်ကူးမရှိအောင်သာမကအမော်ရင်ကသာအသင်းရဲ့အခြေအနေကိုစိတ်ပြက်ပြီးဒါတို့ကနေသူ့အနေနဲ့အလိုက်တိတောက်ထက်သွားမှာကိုတော့စိုးရင်နေကြတာဖြစ်တယ်လို့ဒီနေ့ကဖော်ပြနေကြပါတယ်။ဒါကနီးပြပေါ်ပြဝယုံကြည်မှုရှိနေကြောင်းပြသနေခြင်းပါပဲ။မန်ချက်တိုင်းတက်အသင်းပိုင်ရှင်စာဂျင်ရက်ကလေးရဲ့အမြင်အရနီးပြရူဘင်အမော်ရင်ကိုအထက်မှန်အချိန်ပေးတဲ့အဓိကအကြောင်းရင်းကတော့ရေရှည်တည်ငြိမ်မှုနဲ့အောင်မြင်မှုကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။အောက်ပါအခြေအနေကြောင့်အမော်ရင်ကိုထက်မှန်အချိန်ပေးတဲ့လို့ United အကြီးကြီးကယူဆထားတာဖြစ်ပါတယ်။နံပါတ်1သမိုင်းဝင်နီးပြများရဲ့အုပ်မှာ ရက်ကလေးအားဘောလုံးသမိုင်းကိုကိုကာပြီး MRI ကိုချိန်ပေးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ Silent Ferguson ဟာမက်ချက်တာနိုင်တန်ဒီပြားပေါ်ပရမနင်းတာကာလာတင်မှာရလဲဆိုရတဲ့အကြောင်းထုတ်ပယ်ခံရလို့နေပါဖြစ်ခဲ့ပေမယ့်အသင်းကအချိန်ပေးခဲ့လို့သာနောက်ပိုင်းမှာ United အတွက်ရောဘောလုံးလောကအတွက်ပါကနဝေနီးပြားကြီးဖြစ်လာခဲ့တာပါ။ဒါအကြောင်း MRI ကလည်းအောင်မြင်တဲ့နီးပြားကြီးတွေရဲ့အစောပိုင်းအခြေအနေနဲ့ကြွားချမှုရှိရာအကြောင်းစိတ်ရှည်သီးခံဖို့လိုအပ်တယ်လို့ရက်ကလေးကယုံကြည်ထားတာဖြစ်ပါတယ်။ နမနဲ့ရေရှည်ပုံစံတည်ဆောက်ခြင်းဒီလိုက်တဲ့ဟာနေပြကိုမချာခဏထုတ်လိုက်အသိခံလိုက်လောက်ခဲ့တာကြောင့်အသိရဲ့တည်ငြိမ်မှုပြန်ယွန်းခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာစုပလားတွေစုကူနိုင်ခြင်းမရှိခဲ့ပါဘူးအခုရင်းတွင်တူအခုရေးချေတောက်လို့မရ regular ရဲ့အဆိုအရအောင်မြင်မှုဆိုတာကတညာချင်းတွင်ရရှိလာတာမဟုတ်ဘဲအချိန်ယူတည်ဆောက်ရတာပါအသိကိုအချိန်ကန်ကနေစာပြီးပြန်လည်တည်ဆောက်ဖို့အတွက်နေပြတူကိုအနည်းဆုံး၃နှစ်လောက်အချိန်ပေးပြီးလုပ်ငန်းတွေကိုအကောင့်ထည့်ဖို့ခိုင်းဖို့လိုအပ်ပါတယ်နံပါတ်၃ရာထူးတည်ငြိမ်မှုနေပြကိုလည်းဒီကိုထုတ်ပယ်ခြင်းက client ရဲ့စီမံခန့်ခွဲမှုပုံစံကိုမတည်ငြိမ်စေပါဘူး ယုံကြည်မှုပြသခြင်းအမေရိကန်ချိန်ပေးမှုဆုံးဖြတ်ခြင်းဟာကလပ်ဖွဲ့အစည်းရဲ့ယုံကြည်မှုကိုပြသလိုက်တာပါပရိသတ်တွေရဲ့ဖိအားဒါမှမဟုတ်ကလင်းစားမိသားစုရဲ့ဖိအားပေးမှုတွေရှိလာရင်တော့နေပြဘက်ကနေရည်တည်ပေးခြင်းဖြင့်နေပြကိုအလွတ်လွတ်နိုင်တဲ့လွတ်လပ်မှုပေးလိုက်တာဖြစ်ပါတယ်အမေရိကန်အတွက်လာမယ့်ပွဲအစဉ်ဖြစ်တဲ့လမောင်းနဲ့ဝင်းဝင်းပွဲအစဉ်ဟာအလွန်ရေးပါတဲ့စင်ကာပူတစ်ခုဖြစ်ပါတယ်အဆိုပါပွဲမှာအမေရိကန်အတွက်မန်နိုက်တဲ့နေပြဘွား90တဝဲမြောက်ဖြစ်လာမှာပါနောက်ပိုင်းနေ့တွေမှာမန်နိုက်တက်ဟာလမောင်းနဲ့တွေ့ဆုံနိုင်ရလက်ကောင်းတွေများရှိခဲ့ကြကြောင်းဒီပွဲမှာအမေရိကန်နေနဲ့ဘာတွေလုပ်ပြနိုင်မလဲဆိုတာပရိသတ်တွေကစောင့်ကြည့်နေကြပါတယ်